ဒီနေ့ကတော့ကင်းမွန်ချက်စားတယ်ကင်းမွန်အဆက်ချက်စားတယ်ပေါ့နော်အာတန်ပြီးသားပဲကင်းမွန်ကတော့ဝယ်လိုက်ကင်းမွန်ကအတမဲ့အရာကိုတက်မြာတီးလို့ရှောက်ကြိုင်လို့နဲ့စိမ့်လိုက်တယ်အာပြီးတော့ high spike ကဟင်းချက်အနှစ်မုတ်19သုံးထားပါတယ်ဒီတန်ပြီးသားကင်းမွန်ကိုဒီဟင်းချက်အနှစ်မုတ်နဲ့နေပြီးတော့နှက်ထားလိုက်ပါတယ်အနှစ်နဲ့မှဆိုတဲ့အတွက်ချက်သွန်အနေရဲ့အဖြူရဲ့ကိုဟိုထပ်ပြီးတော့ပါပါလေးပြီးတော့ထည့်ထားပါတယ် အဲကြက်သွန်အနေနဲ့ဒီကြက်သွန်အဖြူကိုအရင်စီတက်လိုက်တယ်ပေါ့နော်အာစီတက်ပြီးတော့နွမ်းလာပြီးဆိုလို့ရှိရင်ခုနကနှစ်ထားတဲ့ကင်းမွန်ကိုထည့်လိုက်တယ်အာပြီးတော့လေငရုတ်သီး6အတောင်6ကလေးတော့နဲ့ထည့်ထားတဲ့ဆက်တာစားခြင်းနဲ့တော့ပေါ့နော်အဲ့ဒါလေးညှက်ထည့်ထားတယ်အာပြီးတော့ကင်းမွန်ကိုအပေါ့ငံမြည်မယ်အဲကြက်ပြီးဆိုရင်နန်းနန်းပင်ရဲ့ထည့်လိုက်တယ်ပေါ့နော်နန်းနန်းပင်ရဲ့ကြက်သွန်မိတ်ကထည့်လိုက်တယ်ပြီးရင်စားလို့ရပါ